မလေးရှားနိုင်ငံကိုတွားဖို့နေဆက်ဖြတ်ကျော်ဝင်လာတဲ့မြန်မာနိုင်ငံသား29ထိုင်းမြန်မာနေဆက်ကကြနာဘူရီခရိုင်မှရှိနေတဆောင်မှရှိနေချေဖန်စီခံရတယ်လို့ထိုင်းသတင်းတွေဖော်ပြချက်ရသိရပါတယ်။ဒိုမလာ15ရင်းဒီမှာလောကရစ်တပ်ဖွဲ့အဝင်တွေကလူမောက်ကို ပို့ရလို့တန်တရားရှိတဲ့ကာဒစီကိုလက်ရန်ရှာဖို့ရမှာနှမဝါဒေတာမှရှိရဲ့ဤတဆောင်ရှိမှရထားတော်ကိုတွေ့ရတယ်လို့ဆိုပါတယ်။ အင်းရဲ့ဝင်ရောက်ဆစ်ဆေးတဲ့အခါမှာတော့ပုံးနေတဲ့မြန်မာနိုင်ငံသားအမျိုးသား16ဦးအမျိုးသမီး73စုစုပေါင်း29ကိုအထုပ်ဘုတ်တွင်နဲ့အတူတွေ့ရတယ်လို့ဆိုပါတယ်။အားလုံးမှာတရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းတွေမတွေ့ရဘူးလို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေဟာဖရာတိုဆူနေဆာကာနီစံခရာပူရီကိုတရားမဝင်ဝင်ရောက်လာကြပြီးမလေးရှားကိုသွားဖို့ရည်ရွယ်ထားကြတယ်လို့သိရပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံသားတွေနဲ့အတူကာသမားကိုကတနပူရိခဲရက်စကန်ကိုပို့ဆောင်ထားပြီးဥပဒေအရရှိမယ်လို့လေထိုင်းတိုင်းမှာဖော်ပြပါတယ်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်မှုနဲ့အော်တိုဘားလာမှာဖမ်းဆီးခံရသူအနည်းဆုံး1000လောက်ရှိနေပါတယ်